်ကောင်းဆုံးလို့ဟဲ့ဆိုပြီးကြလားညာကောင်းတဲ့ပုဂ္ဂိုလ်ရွေးလိုက်အဲ့တော့သုတိမပြပိုက်ဆိုတဲ့ပုဂ္ဂိုလ်ကအလွန်ထက်တဲ့ပုဂ္ဂိုလ်သူ့ကိုတခါတည်းဂေါရမဖျားစီသွားသွားပြီးကြလားသင်္ကန်းဝသင်္ကန်းဝပြီးကြလားဂေါရမဖျားကြီးဟောနီပျောနီလက်တွေနီးတွေသွားတဲ့သင်ပြီးပြန်လာခဲ့ပြန်လာပြီးဒုစီကိုတခါသူကဆရာလုပ်ပြီးသင်ပြီးတော့မှဒုလည်းတရားဓမ္မတွေဒီတိုင်းပြောရလို့ရှင်ဒုလည်း ုံနေကံဉာဏ်တရားဘောဓမဘုရားလိုပဲတိုးတက်လာမှာပဲဆိုပြီးဒီကလာသူတို့အကြံစီထုတ်ပြီးဒီကလာဒိဋ္ဌိစီဝေမှာသူပြီးမှဆိုတဲ့ပရမိတ်ကိုခေါ်လိုက်အရှင်သူဒီမှာတို့ဒိဋ္ဌိတရားတကူတော့ကတို့လည်းနေလိုလားလို့ထုံးကားနေတာပဲဒီကုဘောဓမဘုရားပေါ်လာတဲ့နေ့ကဆိုပြီးပုစုံမီဖွယ်ဖြစ်ကုန်ကြပြီငါတလူလည်းငါပြတ်တလူလည်းပြတ်ကုန်ကြပြီအဲ့ဒါကြောင့်တို့မျိုးရိုးကို တို့ယူဝါဒကြီးလည်းတိမ်မြုပ်တော့မယ်တို့ကဲနိုင်မဲ့ပုဂ္ဂိုလ်လည်းဒီထဲမင်းပြောက်ပဲရှိတယ်မင်းညာကောင်းဆုံးအဲ့ဒါတို့ကိုငဲ့ပြီးဒီကလာဂေါရမဘုရားရှိလက်တွေ့တရားသွားသင်ရမယ်ရှင်းမလားဘာတရားပါလဲလက်တွေ့တရားသွားသင်ရမယ်ဆိုပြီးဒီကလာသင်ခိုင်းသင်ခိုင်းလိုက်တော့ဩသူလည်းဒုဒိဋ္ဌိတွေကိုငတ်ပြတ်ကုန်ပြီသူလည်းဒီထက်ပါ အတွောဝင်ပါရပါနေတာပဲအလုံးကဲတင်တဲ့သဘောလေးရအောင်ွားမယ်ဆိုပြီးသူကဂရိပေးလိုက်ဂရိပေးလိုက်တဲ့အခါသူစဉ်းစားကန်ထုတ်တယ်သူဒီမှာကဘောဓမဖျားစီဝင်ရမယ်ဆိုတာဘရုနဲ့ကပ်ပြီးဒီကလာဝင်ရပါမလဲဆိုပြီးအကြံထုတ်လိုက်ရင်သာရိပုတ္တရာနဲ့ကပ်ဝင်ရမလားအာရတာလည်းမတော်ပါဘူး အရှင်သတိရှင်မောက္ခလာနဲ့ကဝင်ရမလားမတော်ဘူးရှင်ဘုံနာနဲ့ကပြီးဘုရားရှင်ဝင်ရမလားမတော်ဘူးနေ့တိုင်းအကျုံးဝင်တာကရှင်အနန္ဒာနဲ့မှဘုရားနဲ့အကျုံးဝင်တယ်ရှင်အနန္ဒာရှိကရတယ်ရှင်ဖြစ်သူသင်္ကန်းဝတ်ခွင့်ရမှာပဲရလို့ရှင်ဂေါရမဘုရားရှင်ရတရားတွေခိုးကွင်းတော့သေချာရတယ်ရှင်အနန္ဒာကတ်မှာပဲဆိုပြီးဒီကလား သူဒီမှာပြပိုက်သည်တခါကြွေဘုရားကြောင်းတော်သွားပြီးရှင်အနန္ဒာရှိဝင်ကတ်ရှင်အနန္ဒာရှိဝင်ကတ်တဲ့တရားဓမ္မတို့ရှင်အနန္ဒာရှိဝင်ကတ်ပြီရှင်အနန္ဒာရွတ်တော်ဒီကားလို့ရှင်ဂေါရမဘုရားသာသနာတော်သိကြည်ညိုပါれအဆုံးအမတွေလည်းအမှန်အမှန်ချိန်ပါれဒါကြောင့်ဘုရားရှင်မှာသင်္ကန်းဝတ်ပြီးဒီကားလာဤကောင်းနာကောင်းတွေသင်ပြီးဒီကားလာကျိုးစားဘုရားရှင်မှန်ပါပါဆိုတော့ရှင်အနန္ဒာက အဘိညာဉ်ကမရတဲ့ပုဂ္ဂိုလ်ဘူးပြ။အမှန်ပါသူတစ်ပါးစိတ်ပြီးတဲ့ပုဂ္ဂိုလ်မဟုတ်တော့စဉ်းစားဩဒီပုဂ္ဂိုလ်ကလည်းဒိဋ္ဌိတည်းနဲ့ခေါင်းဆောင်ပါခေါင်းဆောင်ကနေပြီးချက်ချင်းဝါရပြောင်းလာတယ်ဆိုတော့လေအတော်ချင်းစခက်တယ်လို့သူစိတ်ကြအောင်မေ့အမှန်ပါအချင်းစခက်တာနဲ့ပဲကဲကွာငါကတော့ဖြင့်ဝင်ဝင်ပြုတ်နိုင်တယ်မပြုတ်နိုင်ဘူးဆိုတော့ငါ့အပေါ်မှာမှီးမနေပါဘူးမင်းပါလိုက်ခဲ့ဖျားစီသွားလျှောက်အောင်အမှန်ပါ သောပိကရသုတိမပြပိုက်ကိုခေါ်ပြီးရှင်အနန္ဒကဖျားစီသွားလိုက်။ဖျားစီသွားပြီးရှင်အနန္ဒကပဲဥဆောင်ပြီးလျှောက်လိုက်ပါလေ။ရှင်ဖျားသုတိမပြပိုက်ကတပည့်တော်တို့သာသနာ့အမနာကြီးညိုလုံးလို့လက်တွေ့တရားတွေလည်းသင်ကျင်လုံးလို့သင်္ကန်းဝတ်ဖွင့်ပြုပါလို့လျှောက်ပါလေဗျာဆိုတော့ဘုရားသခင်ကိုရမေကြီးကတော့တွေးလိုက်။ဩသုတိမစိတ်ကောင်းနေတော့လာတာမဟုတ်ဘူး။ ဓမ္မတို့ဖရာဘယ်လိုတွေးမိပါလဲသူစိတ်လဲဓဂာဓမ္မတွေကိုဘုန်းကြီးပြောထားလို့သိပြီတရားတွေခိုးမလို့လားဘယ်သဘောနဲ့လာပါလိမ့်ဘုရားတွေခိုးမလို့ဟောနေပြောနေပြနေတွေခိုးမလို့လာတာအဲ့တော့ဘုရားကသိအဲစိတ်ကောင်းနေလာတာမဟုတ်ဘူးတရားတွေခိုးမလို့လာတာပဲ အဲ့ဒီတရားတွေခိုးမလို့လာ냐တော့လေတရားခိုးရင်းတဲ့သူရဟန္တာဖြစ်နိုင်မယ်ဒါမြင်တော်မူတဲ့သဘောကျဗလားတရားခိုးရင်းတဲ့ဘာလဲရဟန္တာဖြစ်ဖို့မြင်တော်မူတာနဲ့ဤတော်အနန္တသုတိမရဟန္တာပေးလိုက်ခင်ဒါနဲ့သုတိမရဟန္တာပေးလိုက်ရောနောက်သူလည်းရဟန္တာပြီလို့တရားနည်းရလေဒကာရမတို့ရှိပါရောတဲ့ သူကဝါကျွခန္ဒီမှာရမ်းခံတော့ဝါရမ်းမှာတော်တဲ့မှာဘုရားသခင်ကိုရမင်းကြီးစီကအခုဒကာရမတွေပေးတဲ့ဤတွေစိတ်ဓာနုပသနာတွေဝေဒနာနုပသနာတွေဓာတ်တွေဘုရားကပေးလိုက်လို့ဝါကျွတဲ့ခါကျတော့တရားပေါ့ရအောင်ပြီးဒီကာလဒကာသက်ကြီးဘုရားလာလျှောက်တဲ့ပုဂ္ဂိုလ်ရတဲ့နောက်နေ့သုံးရနေတော့ရောက်လာကြရောက်လာကြတော့သူဒီမှာက အင်းပုဂ္ဂိုလ်တွေ့တယ်ဖြင့်တော့တဲ့ကရောက်လာကြတယ်သူတို့နောက်ကနေပြီးဒီကာလမြောင်ပြီးလိုက်มาပဲသူတို့ဆရာတို့ဘာပြောတယ်သူတို့သာသိရအောင်ဆိုပြီးဒီကာလလိုက်လိုက်ကြတယ်တော့တဲ့ကကြွားလာတဲ့ပုဂ္ဂိုလ်တွေကရမ်းတာတယ်ဘုရားသူတို့တွာတယ်လို့အထုတ်လိုက်တော့ရမ်းတာတွေဖြစ်ကုန်ကြဒါနဲ့ရမ်းတာတွေနောက်ကသူကလိုက်ပြီးဒီကာလရမ်းတယ်တွေကတော့သူ့လည်းကယူမဆိုင်ပါဘူး သူတို့ပြည့်စုံတဲ့တရားတပည့်တော်များဖျာခိနာဇာတိပရိသေတော့နောက်နေရမရှိပါဘူးခရာဆိုရရန်တာဖြစ်ပြီပေါ့ဗျာပရိသေနေရမရှိဘူးဆိုတော့ဥဝိနာပဲရှိသေးရဲ့မရှိပါဘူးခရာညင်เสียလာတပည့်တော်တရားကုန်ပါပြီဖျာတဲ့နောက်ထပ်ပွားเสียတရားမရှိဘူးမဂ္ဂင်၈ပါးသုံးနေပြီပြောတာပါမဂ္ဂင်၅ပါးတယ်ဆိုတော့၈ပါးပြအောင်ကြိုးစားအောင်မယ်အခုတော့ပြန်ဒီလိုကြိုးစားเสียရှိသေးရဲ့ မဂ္ဂင်7ပါးစုံတဲ့ကျင့်စရာတရားလည်းတပည့်ရလို့ကုံပါယူခရားကတံကရဏိယံယုဘကိစ္စတွေလည်းအကုန်ပြုလုပ်ပြီးပါပြီဘူတိတံမြမစရိယံမြတ်သောကျင့်လည်းတပည့်ရလို့လမ်းဆုံးကျင့်ပြီးပါပြီနာဗရံဣဒ္ဓတာတိပဇာနာတိတဲ့သစ္စာနဲ့16ချက်တွေလည်းတပည့်ရလို့ညံလဲအကုန်ထင်ပါပြီခရားလျှောက်တော့သုတိမကချောင်းပြီးဒီနောက်ကနေကတ်နာတော့ အော်သူတို့ခိနာဇာတိဝုတိတံဗြမစရိယံကတံကရဏိယံဆိုတဲ့စကားဟာကုန်ပြီပြိသေနေစရာမရှိတော့ပါဘူးကိစ္စပြီးပြီလို့ပြောတော့ဒါဆရာလက်ဆုံးပါပြင်ဒီအိဗေဟာအကောင်းဆုံးပဲဒါနဲ့ဒါတော့ကသူကသဘောကျပြီးဒီကရနေရာနဲ့ရန်တွေကလည်းရှောက်ပြီးဒီကရသူတို့လိုချင်တဲ့ချက်တွေရှောက်ပြီးဖျားသခင်ကုရမေကြီးကလည်းဝမ်းမြောက်တော်မူတာနဲ့သာဓုတွေခေါ်ပြီးဒီကရခက်ခဲ့ မင်းတို့လိုရာကြောင်းမှာသွားပြီးကျင်းဆက်ကြလို့ဆိုပြီးဒီကာလဘုရားကခொနဲ့ကတော်တဲ့ကရန္တာကြီးတွေခွန့်ပြလိုက်ခွန့်ပြလိုက်တော့ဘုရားစီတာမဲလို့ရှိရင်မဖြစ်ဘူးဒီကိုယ်တွေနောက်လိုက်မှာပဲဆိုပြီးဒီကိုယ်တွေကျင်းဆက်တဲ့နေရာဌာနဒကာတိုက်တို့ဒကာကျွဲတို့လိုက်တာပေါ့သုတိမပါရမေကဒီကိုယ်တွေနောက်လိုက်လိုက်ပြီးဟိုကျရောက်တာပဲအရှင်ဘုရား အရှင်မယားတို့ဖျားစီလျှောက်ခဲ့တယ်ပြိတ္တိနေခြင်းဂုံပြီးကျင့်စရာလဲဂုံပြီးလို့ပြောတယ်အဲ့တော့အရှင်ဖျားတို့ရန်တာဖြစ်တာပဲရန်တာဖြစ်တဲ့ပုဂ္ဂိုလ်ဖြင့်ကောင်းကင်ပြန်နိုင်ရလားမြေရှိုးနိုင်ရလားသူတော်ပြောတာသိရလားတကိုးတွေဖန်ဆင်းနိုင်ရလားသူကဒကာဓမ္မတွေသမထလမ်းမေးကောင်းကင်ပြန်နိုင်ရလားမြေရှိုးနိုင်ရလားရေးတဲ့သွားနိုင်ရလား မြေနှချမ်းကွယ်ပြီးသွားနိုင်ရလားမြေနှချမ်းကွယ်ပြီးဒီကလာလာနိုင်ရလားဘာရင်မေးနေတာတော့သူကသမထတကိုးတွေမေးသမထတကိုးတွေမေးပြီးဒီကလာနေတော့ပုဂ္ဂိုလ်တော်တွေကသမထလမ်းကတက်လာတာမဟုတ်ဘူးဝိပဿနာပြီးမက်ဆိုတဲ့တင်းနဲ့နှင်းနဲ့တက်လာသမထပါသေးလားမပါရမ်းနဲ့ပုဂ္ဂိုလ်တော်တွေကဖြေလိုက်ဘယ်လိုများဖြေလိုက်ကြတယ်ဆိုတော့သူဒီမှာတဲ့သူ ပညာနဲ့ပညာနဲ့ကိလေသာမှလွတ်တဲ့နိဗ္ဗာန်ရောက်လာတာကွာသဘောကြဘာနဲ့နိဗ္ဗာန်ရောက်ပညာနဲ့နိဗ္ဗာန်ရောက်အေးဒါကြောင့်တရားဓမ္မတွေနေတိုင်းပြနေတဲ့ဒီကဝိညာဉ်နာယုတ်သလနာဖသအစရှိတော်တဲ့ဝေဒနာတွေဟာဒီမှာသိနေကြပြီနော်ဝိညာဉ်နာယုတ်သလနာဖသဝေဒနာတဏှာဥပါဒာ ကနေပေါ့လေဒီဘက်ကနော်ဒီကနေကောင်လောက်လိုက်တဲ့တဲ့ဒီဘက်ကခိညာဇာတိဆိုတဲ့ပြိတ္တိလာသေးရဲ့ဒီဘက်ကသရမရဏရောမလာပါဘူးအဲ့တော့ဘုန်းကြီးကဓမ္မတွေသင်ထားတာကဘယ်လိုသင်ထားကြတော့လို့မေးတော့ဓမ္မတို့ဝေဒနာနဲ့တဏှာကြာကနေပြီးဒီကလာခမားတို့ပထမမဲ့ခင်၅ပါးနဲ့ကြိုးစားမပြောဘူးလား ထမဘာနဲ့ကြိုးစားမဂ္ဂင်၅ပါးနဲ့ကြိုးစားဆိုတော့အင်းမဂ္ဂင်၅ပါးတဲ့လေသမာဓိဋ္ဌိမဂ္ဂင်ကဥမရှိဘူးလားရှိပါဘူးသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါစာသမာကမ္မန္တသမာဇီဝသမာဓိဋ္ဌိသမာသင်္ကပ္ပရယ်ပတိရယ်သမာတိသမာသမာဓိသမာဝါယမမဂ္ဂင်၅ပါးပေါ့သမာဓိဋ္ဌိရယ်သမာသင်္ကပ္ပရယ်သမာတိရယ်သမာသမာဓိရယ်သမာဝါယမ အဲဒီထဲမှာလဲသမာဓိကြီးကခေါင်းဆောင်အဲဒီသမာဓိကြီးခေါင်းဆောင်နေတော့ဒကာရမတွေရှိတဲ့ဒီခန္ဓာတွေကစိတ်ပဲရှူရှူဝေဒနာပဲရှူရှူကြက်ရရှူမရှူရဘူးရှူတော့ဝေဒနာရှူခိုင်းပေမဲ့အပြည့်မရအောင်ရှူရမယ်စိတ်ကိုရှူခေါင်းညာတော့လဲစိတ်ကိုမရှူနဲ့အပြည့်မရအောင်ရှူစိတ်ပြတ်ပုံကိုမရအောင်ရှူဘုန်းကြီးကလည်းဒီလိုသင်တယ်ဖခင်ကလည်း ဒါပဲကွတဲ့တဏ္ဏဘမှာဖြင့်တဏ္ဏဘမှာမဲ့ခင်၅ပါးနဲ့ကြိုးစားအပြည့်မြောင်ပေါ့ဗျာဘာနဲ့ကြိုးစားမဲ့ခင်၅ပါးနဲ့ကြိုးစားဒီအပြည့်တွေမရောက်ဒီတစ်ခုခုပေါ့ဗျာတကကျွဲတစ်ခုခုစိတ်ပြင်းမြင်လဲဉာဏ်နာကုန်မြင်တယ်လို့ပြောတာဝေဒနာပြတ်တယ်မြင်တော့ဉာဏ်နာကုန်မြင်တာပဲဆိုတော့သိနေကြတယ် ထိုကဲ့သို့သိနေတဲ့ဒီအပြည့်တွေကိုပရမရှိဥစွာဓာဥပဒနာညာပဲဟုတ်လားဝိပဒနာညာနဲ့ဒီအပြည့်တွေမြင်လာပြီးဆုံးမဖြစ်ဒကာရမတို့နောက်ကမဲခင်၈ပါးပြည့်သွားတော့ဘာဆိုကြပါမဲညာဒါဖြင့်ဒီနေရာမှာပဲပထမဖြစ်ပြည့်တွေမြင်နေတဲ့ဆုံးကဒကာတိုက်တို့ဒကာတီဥလာဘူးတို့ ဒါဥပဒနာညာပဲဒီပြက်တွေကိုဒီ၅ခုကမြင်နေရင်ပါဆိုကြဒီက၈ခုနဲ့ညာကရင်လာလို့၈ခုလည်းပြည့်ပါရောဒီပြက်တွေမမြင်တော့ဘူးဒီပြက်တွေဆုံးသွားတာမြင်တော့ပါဆိုကြတော့၈ခုပြည့်တော့မညာ၅ခုနဲ့နေတော့အဲဒီနှစ်ညာနေပေါ့သဘောကြသမထပါသေးလားမပါတော့ဘူးဒကာရမတို့ ပထမဥပဒနာညာနောက်သဘောကြဒါဖြင့်ဒီဉာဏ်ခွဲပြီးဒီကရသဘောပြောစမ်းပါဦးတော့ဆိုတော့ဒကာဓမ္မတွေသိပြီးသားတိုင်းဥပဒနာညာဒီဖြစ်ပျက်ကိုမြင်တယ်မဉဏ်ဒီဖြစ်ပျက်ကိုမမြင်ဘူးမှလည်းဥပဒနာညာဒီမဉဏ်ဒီဖြစ်ပျက်မမြင်ဘူးဆိုတော့ဖြစ်တာပြက်တာမရှိတဲ့နိဗ္ဗာန်မြင်တာမှန်ပါ ဒါဖြင့်ဥပဒနာဉာဏ်ကဗာမြင်တော့အမဉဏ်ကဖြစ်ပြမရှိတဲ့နိဗ္ဗာန်မြင်သဘောကြဝိပဒနာဉာဏ်ကဗာမြင်ပါလိမ့်ဖြစ်ပြပြင်တဲ့ဥပဒနာဉာဏ်ကမဉဏ်ကပြန်မဲတယ်ပြန်မဲတယ်ဒါကြည်အောင်လုပ်ထားပါဝိပဒနာဉာဏ်ကဥပဒနာမဲ့ခင်၅ပါးကပေါ့ အဲမဂ္ဂရှင်ပါပြည့်တော့ဗာမြင်ပါလိမ့်အဲ့တော့ဖြစ်ပြမရှိတဲ့နိဗ္ဗာန်မြင်တဲ့မြင်တာမင်းမြင်တာကိုပြောရလိမ့်မယ်တရားဓမ္မတို့မဂ္ဂင်၅ပါးဥပဒနာဉာဏ်ကဗာမြင်ပါလိမ့်မဂ္ဂရှင်ပါဆိုတဲ့မဉ္ဇဏ်ကဖြစ်ပြမရှိတဲ့နိဗ္ဗာန်ကိုမြင်တယ်ဆိုတော့ပေါ်ပါလားဒါဖြင့်တဏ္ဏဘက်ကလည်းဉာဏ်ပဲမဉ္ဇဏ်ဘက်ကဉာဏ်ပါ ဒါဖြင့်နှခုနဲ့ကိစ္စပြီးမယ့်ရပုဂ္ဂိုလ်ဖြစ်ရနှခုနဲ့ပါဖြစ်ရပါလိမ့်မယ့်ရပုဂ္ဂိုလ်မဖြစ်ရဘူးလားရှင်းမလားအဲ့ကဲ့သို့ဒကာရမတွေကသိထားနေရမယ်ဒါကြောင့်သုံးတောင်မှမပေးတော့ပါဘူးအနာကဘေးတွေကြောက်နေတယ်တွေးရကြုံမှာကလည်းပြေးလို့ကိုမလွတ်လောက်အောင်ပဲတွေးကြမယ်အရာသေးရွာတဲ့မှာရောအမျိုးမျိုးပေါ့ဗျာ ရှင်းကြပါလားတင်းနံပါညာကမဂ်ငါးပါးဘာမြင်တော့နင်းနံပါညာကမဂ်၈ပါးဖြစ်ပြမရှိတဲ့နိဗ္ဗာန်ကိုမြင်တယ်လို့မှတ်လိုက်သမ်းပါအဲ့တော့ဘယ်နှညာနဲ့ကိစ္စပြီးနှညာနဲ့ကိစ္စတင်းနံပါဥပဒနာညာနင်းနံပါမဂ်ညာ ကိစ္စမပြီးဘူးလားဒီမဉဏ်လဲလာပါရောတဲ့ဒီဘက်ကနေပြီးဒီကာလတဏှာဥပါဒံကံနေရှိသေးရဲ့မရှိတော့ပါဘူးကံကြီးရဲ့ဇာခိနာဇာတိဆိုတဲ့ဇာတိကုံတာပေါ့လေကုံသေးဘူးလားသဘောပါကြဒါရင်ဘုန်းကြီးပေးနေတဲ့နေရာဘယ်ဉာဏ်နဲ့တည့်ရပါလဲအဲဒကာရမတို့ဉာဏ်နဲ့တက်လိုက်ရင်ပြီးပါဖြစ်ပြမြင်တဲ့ဉာဏ်นี่ဟုတ်လား ဖြစ်ပြည့်ဆုံးတဲ့ဉာဏ်နဲ့ဖြစ်ပြည့်ဆုံးတဲ့ဉာဏ်မဲ့ဉာဏ်ပဲဖြစ်ပြည့်မြင်တဲ့ဉာဏ်ဥပဒနာဉာဏ်ပဲနိဗ္ဗိန္ဒဆိုတာလည်းဖြစ်ပြည့်မြင်နေလို့ဥပဒနာဉာဏ်နဲ့သွန်းလိုက်သူသေးရလားကောင်းနေတာရှင်းကြပါလားကောင်းနေတာဖြင့်ဒကာဓမ္မတို့ဟိုပုဂ္ဂိုလ်တွေကခေါင်းကတော်တဲ့ကယန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကတို့ကွာတဲ့ပညာနဲ့ဒီကိလေသာတွေသိမ့်တာပါ ်ဘာနဲ့သိမ့်တယ်နောက်လာမယ့်ကိလေသာတွေလာသေးရဲ့ဘာနဲ့သိမ့်လိုက်ပါအဲပညာနဲ့ကိလေသာတွေသိမ့်လိုက်ခြင်းရောက်ဇာတိမလာပါဘူးဉာဏ်မရဏရောသိကြဗလားဘာနဲ့သိမ့်လိုက်အဲဥပဒနာပညာမဲ့ပညာနဲ့သိမ့်လိုက်ရှင်းမလားအဲ့တော့သုတိမကရှင်ပြားတို့ရန်တာဖြစ်တယ်ဆိုတာတော့သဘောကျပါပြီ။ဘုရားရှင်မလျှောက်ခဲ့ထားခဲ့တဲ့အတွက် သို့သောရှင်ပြားတို့ကောင်းငင်ပြန်နေလားမြေချိုးနေရလားရေးတဲ့သွားနေရလားသမထလမ်းနေမင်းအဲ့တော့ဟောကိုတော်တွေကဘယ်သမထလမ်းမေးတော့ဥပဒနာကတက်လာတဲ့ပုဂ္ဂိုလ်တွေနှညာနဲ့တက်လာတဲ့ပုဂ္ဂိုလ်တွေကိုသူဒီမှာတဲ့တို့ကပညာနဲ့ကိလေသာလွတ်လာတာကွာတဲ့ပညာနဲ့ကိလေသာ6ခန်းအောင်လွတ်လာတာပါဆိုတော့ပညာနဲ့ကိလေသာ6ခန်းအောင်လွတ်လာတယ်ဆိုတော့ပညာရည်ဖြစ်ပါဒီကိလေသာတွေက 6ခန်းဘူးလားလာသေးရဲ့လားအေးပညာနဲ့ကိလေသာတွေ6ခန်းအောင်လောက်လာတာပါဒါကြောင့်တို့ရဟန္တာ ဖြစ်တာပါလို့ပြောဘူးလားနားမလဲဘူးသူဒီမှာဒီလမ်းစဉ်မှမသိပဲဒကာရမတွေသူဒီမှာသိနိုင်တဲ့လမ်းစဉ်ဟုတ်ကြလားဟုတ်ပါဘူးဒါနဲ့မကျေတာဘူးအရှင်ဘုရားတို့ပြောတဲ့အိဗေကပညာနဲ့ကိလေသာကိုသိမ့်ခဲ့တယ်ငြိမ်းအောင်လုပ်ခဲ့တယ်ဆိုတာတပည့်တော်သဘောမကျဘူး ဖယားစီသွားလျှောက်ပါပဲမကျင်းတာဖဲဖယားစီသွားလျှောက်ဟုတ်ကတော့လည်းသိတယ်သူ့ကိုကြေလောင်ပြေးတယ်လို့ရမယ်ပုဂ္ဂိုလ်ဖြစ်ဘူးဘာမှအဆံမပါတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုချက်ပြောပြောဖဲတယ်မရပါဘူးအဲ့ဒီလိုဖြစ်နေမှာပဲတော့ဖယားစီမှသူလန်းဆုံးမှာပဲသောပိရိကလာဘုရားစီသွားလိမ့်မယ်လို့ဟိုရန်တာတွေကသိတာနဲ့တကယ်တည်းတူတူပဲဖြစ်လိုက်မှန်ပါပါ တို့တော့ပညာနဲ့ကိလေသာတွေလောအောင်လုပ်တာပဲသဘောကျဒါနဲ့ပဲမကျေနပ်တာနဲ့သုတိမပရဝေခဘုရားရှင်ပြောတယ်ရှင်ဗျာဗျာတဲ့ရန်တာတွေဖြစ်တဲ့ပုဂ္ဂိုလ်တွေပြီးတော့မေးခဲ့တယ်ရှင်ဗျားတို့ကောင်းကင်ပြန်နေလားမြေရှုနေလားရေခွဲသွားနေရလားသူကပြောတာသိရလားအဝေးကြီးမှာရှိတဲ့အာယုန်တွေမြင်နေရလားလို့တပည့်တော်ကမေးတော့သူတို့က ဒါတွေလည်းမဖြေဘူးဖြစ်တယ်ပညာနဲ့ကိလေသာမှလွတ်လာတယ်ဒါကလုံးဖြေတာတပည့်တော်သဘောမကျဘူးဟာဘုရားသခင်ကိုရမေကြီးကလည်းမင်းသဘောမကျခြင်းနေกว่าကြကြံလဲကြတာဒီပုဂ္ဂိုလ်တွေကဖြင့်ပုပ်ပေခေါသုပြီမှာဓမ္မထီတိညာဏပစ္ဆာနိဗ္ဗာန်ဉာဏ်နှစ်ညာနဲ့တက်လာတာကွရှင်းဥစွာဝိပဿနာဉာဏ်ကွနောက်မင်းညာနဲ့တက်တယ်ကွ ပထမမဲခင်ဘယ်နှပါးနဲ့တက်လိုက်ပါပါနောက်ဘယ်နှပါးနဲ့ပြီးတက်လိုက်ပါပါအဲသူတို့ကနှညာနဲ့တက်လာတာမင်းသားလေရှင်လဲလဲတော့မလဲရှင်လဲနေတော့ကွာနှညာနဲ့တက်လာတဲ့ပုဂ္ဂိုလ်ကြီးဘုရားထောက်ခံချက်ပေးလိုက်သဘောကျပါလားဘယ်နှညာနဲ့တက်လာနှညာနဲ့တက်လာပြိဏ္ဏဘကဘာညာနှိဏ္ဏဘကအဲခမရတို့လေဒီတိုင်းတက်ကြ သုံးခုနဲ့ဆိုရင်ကြာလိမ့်မယ်မကြာပဲဘူးလားကြာရင်ဖေးတွေ့မယ်ဖေးတွေ့လို့ရှိရင်ကဲမဲ့လို့ယူမဲ့လို့လာမလားနိဗ္ဗာန်ကောင်းกว่าမလားအမတန်ကြောက်เสียကောင်းတယ်ဆိုတော့ပေါ်ပါလားဒါနဲ့ဘုရားခင်ကိုရမေကြီးကဒီလိုဖြေလိုက်တော့သူကဘုရားဖြေတယ်လဲနားမမလဲတော့မကျင်းတတ်ဘူးမကျင်းတတ်တော့ဟိုးကဲกว่าတဲ့မကျင်းတတ်သေးလို့ရှိရင်လဲ မင်းကိုပဲငါခန္ဓာကြည့်ပြီးဒီကာလပရိစ္ဆသဘုဘခန္ဓာကြီးပြပြီးမင်းခန္ဓာကိုမင်းရှုကိုငါဟောပါလေလက်တွေ့ဟောတာဒကာဓမ္မတွေဒီဘက်မှာဝိညာဉ်မရှိဘူးလားဒီဘက်ကနာယုံမရှိဘူးလားဒီဘက်ကသလာရဏဒီဘက်ကဖတ်တာဒီဘက်ကဝေဒနာအဲ့ဒီခန္ဓာကြီးကိုဒီထဲကနေပြီးဒီကာလဒကာရဲဒကာဓမ္မတို့စိတ်ပေါ့ဗျာဒကာဓမ္မတွေရှုနေတဲ့အတိုင်းဒီစိတ်ဟာမဲလိုက်တာပဲ မင်းစိတ်မင်းကြည့်တိုင်းအရင်စိတ်တရားအနိစ္စလားအနိစ္စလားလို့မေးလိုက်သူကအနိစ္စလို့ဖြေတာပဲအရင်စိတ်ကိုဗျအရင်စိတ်ကိုမင်းအရင်ဖြစ်တဲ့စိတ်ကိုနောက်စိတ်နဲ့ကြည့်စမ်းအရင်ဖြစ်တဲ့စိတ်ကအနိစ္စလားအနိစ္စလားလို့မေးလိုက်ခင်များတို့ပဲနဲ့ဖြေအရင်ဖြစ်တဲ့စိတ်ကလေအရင်ဖြစ်တဲ့စိတ်ကအနိစ္စလို့ခင်များတို့ကဘယ်နဲ့ကြောင့်ဖြေနိုင်တာတုံးလို့မေးတော့နောက်စိတ်နဲ့ကြည့်လို့ဘယ်လိုရောက်ဖြေနိုင်ပါလိမ့် နောက်စိတ်နဲ့ကြည့်တော့တွေ့သေးရဲ့အင်းဖြစ်လဲဖြစ်မသွားဘူးလားပြက်ကောအဲဖြစ်ပြီပြက်တာပါခေါ်ကြအဲ၎င်းအနိစ္စဖြစ်တဲ့တရားကွာတဲ့သူတိမဒုက္ခဆိုမလားဒုက္ခဆိုမလားတဲ့ခေါင်းကပြက်သွားတဲ့တရားလေးမေးတယ်ခင်ဗျားတို့ဘယ်နဲ့ဖြစ်ပါသဘောကျ အဲ့ဒီဒုက္ခအိဋ္ဌဒုက္ခရောက်သွားတဲ့တရားလေးကိုမင်းတို့ငါ့ကိုငါ့ဟာငါ့ဥစ္စာလို့ကိုစွဲနိုင်နေရလားကွာမစွဲနိုင်ဘူးလို့ဖခင်ကဖခင်သူကဖြေတာပေါ့ဗျာဖြေတာကလည်းဥလာကုလူတကကျွဲတို့တကစိုက်တို့မှတ်စရာကသူကညံနဲ့ကြည့်ပြီးဖြေခန္ဓာကြည့်ဖြေဝိညာဏခန္ဓာကြည့်ဖြေနေလားဒီလိုဖြေလိုက်တဲ့အခါကျတော့ဥပဒနာညံသူ့မရသေးဘူးလားအဲနောက်ကြလာတဲ့အခါမင်းဒီဥစ္စာတွေဒီ ဒုက္ခသစ္စာတွေလားဒုက္ခသစ္စာတွေလားလို့မေးလိုက်ပြန်ဒါတွေကဗျာဒုက္ခရောက်နေတာတွေပဲဆိုတော့ဒီမက်ခင်ကခွန်းနှုံကတော့၅ပါးပေါ့ဒုက္ခပိုင်းခြားနိုင်တော့ဖြစ်ပါဖြစ်တော့သူကိုယ်တိုင်သောတာပန်ရောသက္ကရာကံရောအနာဂံရဟန္တာကြောင့်တည်တရားခိုးရင်ပေါ့တည်တဲ့ခါကျတော့မှဘုရားရှင်ကိုရောမြတ်ကြီးကဟဲ့သူဒီမှာရဟန္တာဒီမှန်သိရဟန္တာပြန်မှန်သိတော့ သူဒီမှာမင်းတော့ကောင်းကင်ပြန်မြေချုံးနေရလားကွာမေးပြန်ဒီတိုင်းတော့ဖြစ်သွားပြီကောင်းကင်ပြန်မြေချုံးနေရလားရေထဲခွဲသွားနေရလားသူတို့ကပြောတာများသိရလားအဝေးမှာရှိတဲ့အာယုန်တွေကမြင်ပါရလားဆိုတော့တပည့်တော်ပါပါပြီဗျာသဘောကျလားအဲ့ဒါကြောင့်ငါကပြောတာကွာသမထဆိုတာဟာမင်းမထတဲ့မင်းကသမထစခန်းမင်းနေတာတဲ့ဟိုရမ်းတာတွေ အဲ့ဒီသမထဆိုတာငါဘုရားသာသနာမှာသမထကိုအဓိကထားဟောတာမဟုတ်ဘူးနိဗ္ဗာန်ရတဲ့နေရာသမထအကျိုးဆက်မပါဘူးกว่าသဘောကျနိဗ္ဗာန်ရတဲ့နေရာမှာမပါပါဘူးတဲ့နိဗ္ဗာန်မရခင်သာသူကျေးဇူးများတာပါတဲ့နိဗ္ဗာန်ရမှုလို့တော့ဝိပဿနာกว่าရင်မိဗလားနိဗ္ဗာန်ရမှုလို့တော့ဗါတဲ့အဲ့ဒီလိုဘုရားကသူတိမှာဖော်ဟောတယ် ဤကဲ့သို့ခေါ်ဟောလိုက်တဲ့ခါကြတော့မှသူဒီမှာမင်းကိုပဲမဲလိုက်ဦးမယ်မင်းဟာဇာတိသရမရဏပဲကလာတာတုံးမဲလိုက်ဇာမရဏဇာတိကလာတာပါဗျာသူအသိနေမကောဗျာအင်းဇာတိချုပ်တော့ကောကဘယ်နဲ့တုံးဇာမရဏလည်းချုပ်တာပါပဲဗျာရဟန္တာဖြစ်တော့သိနေနုမင်းဓာရီတော့သိတော့ဝိနယန္တာဖြစ်နေတာမင်းကမဲသိလို့ပြိဋ္ဌာသမုပ္ပါကြီးလဲ ဇာတိရှိရင်ဇာမရဏရှိတယ်ဇာတိချုပ်ရင်အဲဝိညာဉ်ရှိရင်နာယုတ်ဖြစ်မှာပဲဝိညာဉ်ချုပ်ရင်အဲနာယုတ်ရှိရင်သလာနာဖြစ်မယ်နာသလာနာချုပ်ရင်သဘောကျဖသဖြစ်ရင်ဝေဒနာဖသချုပ်ရင်အဲမင်းသားတွေကုန်သေးတော့မင်းဒီကကောင်းငင်ပြမြေရှုံးနေရလားမဲတာပဲမရှုံးနိုင်ပါဘူးခင်ဗျာအဲ့တော့ဘုရားသခင်ကိုရမကြီးကိုဝန်ချတာပေါ့ဗျာ တပည့်တော်မှားကြီးမှားပါဗျာစိတ်ကောင်းနဲ့လာတာမဟုတ်ဘူးရိပ်မိဗလားဘာနဲ့လာတာမဟုတ်ဘူးတရားခိုးလို့လာတာပါဗျာတပည့်တော်မိုက်ပြတပည့်တော်ကုံတောင်ခံပါတယ်ရှင်ဗျာသိခံပြီးသနာတော်မူကိုသွားဖြင့်တပည့်တော်မိုက်ပြကိုဝေမယူပါနဲ့သိခံတော်မူပါလို့ရှောက်ရအေးဒါဖြင့်မင်းကမိုက်ပြကိုမိုက်ကလူခေါ်ပြောတဲ့အတွက်ငါတို့ကလည်းသိခံမယ်နောင်ကိုဒီရေးမျိုးမလုံးနဲ့ ဘုရားဆုံးမတို့တော့အဲ့ဒါတွေကဘုရားဆုံးမဒါတွေသာထားပြီးတရားဓမ္မတို့ငါဘုရားသာသနာတော်မှာတမထဒီတဲ့နိဗ္ဗာန်ရောက်ကြောင်းမှာဖြင့်တရားဓမ္မတို့သူအရေးကြီးလာတယ်မဟုတ်ဘူးဆိုတာပေါ်ပါလားဝိပဿနာသေးတာလေဒါဖြင့်ဘုရားသခင်ကိုရမေကြီးကလည်းသမထဝိပဿနာမဲ့လို့ ငါသုံးခုတောင်မထားတော့ပါဘူးကွာတဲ့ဝိပဿနာနဲ့မဲ့ဖယ်ထားပါတယ်လို့ပြောဘူးလားပြောပါဘူးခင်ဗျာသဘောကျပြောပါဘူးပုဗ္ဗေခောသုတိမဓမ္မထိတိညာဏပစ္ဆာနိဗ္ဗာန်ဉာဏရှင်းဥစွာဓမ္မထိတိညာဏဆိုတာမဲ့ကငါးပါးกว่าတယ်သဘောကျနောက်မဲ့ညာဆိုတာကပစ္ဆာနိဗ္ဗာန်ဉာဏနိဗ္ဗာန်မြင်တဲ့ညာကျတော့7ပါးกว่าဖြစ်ပြမြင်တဲ့ညာက ဲနိဗ္ဗာန်မြင်တဲ့ညာအဲ့ဒါပဲကွာနိဗ္ဗာန်ရောက်ကြောင်းကတော့ဒါပဲရှိပါတယ်သုတိမယာရမင်းတပညာတွေလျှောက်ပင်းမနေပါနဲ့သဘောကြဒါပြင်ဒကာရမတို့အနာဂဘေးတွေကလည်းတင်မဝေးဘူးဆိုတာလဲဒကာကျွဲတို့မျိုးလုံးကျယ်တွေသိပြီပဲမသိကြပဲဟုတ်လားအားလုံးသောပုဂ္ဂိုလ်တို့လည်းသတင်းစာတွေကြည့်ရင်ဖြင့်အဲနိုင်ငံကြားလည်းအခုသိအချင်းဝေးတွေကြည့်ကြခတ်ကြလို့ဟင်စင်ကာပူတောင်ရောက်လာကုန်ပြီတချို့တတ်တယ် အဲဟိုမှာလဲအမိုင်းကျွန်းနေပါတယ်မှာပြည့်ကြခတ်ကြလို့တယောက်တယောက်သစ္စာနဲ့ပဲကုန်ရပြီဒါရီအမြန်ပြင်းနဲ့သိမိကနေတယ်ဆိုတာလည်းဘာမှပြောစရာမလိုဘူးဒီဘေးတွေကလည်းသင်ပေးကြလာနေတယ်ကောင်းငင်နဲ့ခတ်တာရီလည်းလုံးဝမကောင်းဘူးဆိုတာသိပြီးသားဒီတွင်ကြည့်လိုက်ပြန်တော့လဲဒကာရမတို့အကောင်းရှိရဲ့မရှိပါဘူး အဲ့ဒါနာဂဘေးတွေကသိစရာတွေရှိနေတယ်။အဲ့ဒါအဲ့ဒီအနာဂဘေးတွေကိုဒီကနေပြီးဒီကာလစောင့်ပြီးနေလို့ရှိရင်လူမိုင်းဘေးဆိုတာစောင့်ကောင်းတာလားကိုယ်လုံးပြီးနင်းအောင်လှုပ်ထားနေရမှာလား။အဲအဲ့ဒီလိုဆိုတော့ဘေးတွေ့တဲ့ခါမှလည်းကိုယ်သေခြင်းကောင်းပေါ့ဗျာ။နိဗ္ဗာန်သွားတဲ့သေခြင်းကောင်းဖြစ်ဘူးလား။မြို့မဘေးနဲ့သေရမယ်ဆိုရင်အပယ်လေးပါးကြီးကုန်သွားမယ်။ကုန်သွားမယ်ဘူးလား။ အဲ့ဓာရီထောက်သဖြင့်ဒကာရမတို့ညာညာနဲ့သာတက်လိုက်ပါရှင်းမလားသဘောကျဘုရားလည်းဒီညာရေးကြီးကြောင့်မပြောဘူးလားရှင်းဦးစွာတင့်နံဘတ်ကဘာညာနဲ့နင့်နံဘတ်ကအေးဘုန်းကြီးတို့ကတော့ဖြစ်ပြမယောင်ကြီးတင့်နံဘတ် ြစ်ပြမောင်းကြည့်နှစ်နံပါတ်ဆိုတာအဲ့ဒီနဲ့နှစ်ရဥပဒနာကြီးမှားရှုလို့မြင်တာကိုဗျာအဲသုံးဒီကားလို့ဆိုရင်မညံဆိုတာဂျင်းနပ်အဲ့ဒီနှစ်ခုကိုပေါင်းလိုက်တော့နှစ်နဲ့ပေါင်းတော့ဥပဒနာညာအဲနောက်လာမယ်ညာနဲ့ပေါင်းလိုက်တော့မညံဒါဖြင့်နှစ်ပဲရှိတော့သဘောကျနှစ်နဲ့ပြည့်စုံရင်ကိစ္စပြီးမယ်ဆိုတာလေတရားခိုးလာတဲ့လူတောင်ကိစ္စပြီးမှန်ပါ မပြီးဘူးလားအဲ့တော့ဒကာရမတွေဘေးစောက်မလားဒါအရယူလိုက်မလားဒါအရယူဖို့ကိုဖြင့်ဆရာဘုန်းကြီးကလည်းတိုက်တွန်းတယ်တွေ့ရတဲ့ဘေးတွေကိုလည်းခမည်းတော်ကညွန်မြင်မိသားဖြစ်လေသောကြောင့်ကိစ္စပြီးနှင်းအောင်လှုပ်ထားပါမတိုက်တွန်းလိုက်ဘူးလားဒါရည်ရည်ရင်တော်ကြတယ်